ငယ်ချင်းတွေအောင်မေးတယ် post တင်တာတော့လေမရှင်းမတချင်တော့ဆိုရဲအဲ့ပွဲပွဲ post တင်တာဟဲ့ဘာချင်းဆိုမှလဲလေငါတို့ဇော်ဝတ်တွတ်တွ G fat တို့တချင်းဆိုနောက်ပြီးတော့လေဇော်ဝတ်တွတ်တချင်းဆိုပါဘောလို့ဆိုအလေးငယ်ရပြတဲ့ G fat တချင်းလည်းလေဆိုလို့ရတယ်တဲ့ဟို G fat တချင်းကမရဘူး rap တွေမရဘူး ချင်းလေးလည်းဆိုဖြစ်တယ်အဲဆိုလိုလေးလည်းဆိုဖြစ်တယ်ပေါ့နော်အဓိကကတော့အဲပရိသတ်တွေကဒီအဲ့ဒီမှာဒီဒီနေ့မှာအဲကလာလာပြီနေညပေါ့6ခွန်းထက်ထောလာမယ်ဆိုလို့ဆိုပြီးတော့စောင့်ကြည့်နေကြရဆိုပြီးကြားရတဲ့အတွက်တကယ်ဝမ်းသာရပြီးတော့ယုံလဲအပြည့်အပြည့်မှတော့မကြည့်လိုက်ရတယ်မဝင်ရတဲ့လူတွေအများကြီးပဲယုံပြည့်သွားရဆိုပြီးတော့မဝင်တဲ့လူတွေအများကြီးပဲကြားရပေါ့နော်အဲ့တော့လည်းတောင်းပန်ပါတယ်လို့ပြီးတော့ကျေးဇူးတအများကြီးတင်ပါတယ်ပြောချင်ပါတယ်ဟုတ် ော့ဝယ်ပေးတာကတော့တတို့ကျမချစ်သူသူယောက်ျားဆိုရက်ဇလန်းတွဲအတွက်ပါအဲဒီဇလန်းတွဲမှာတော့အဲ tag ကအဲ ွက်ကိုအုပ်စုခန့်ရဲ့ကိုညီနန္ဒရဲ့ထက်ရဲ့ရမုံမြင့်မြတ်ပေါ့နော်အဓိကတော့တခြားသရုပ်ဆောင်တွေလည်းအများကြီးပါပါတယ်အဲဒီဇလန်တွဲလေးရလည်းပြောရမယ်ဆိုအလောင်အမြိုက်ဇလန်တွဲလေးပဲပေါ့နော်နမေကြာနေကိုကျမချစ်သူသူယောက်ျားဆိုတဲ့အိမ်တော်ရေးဖောက်ပြမှုတွေနဲ့အဲဒါမပဲအိမ်တော်ရေးဖောက်ပြမှုကိုမှမြင်နေချက်ပုံစံမဟုတ်တဲ့မတူတဲ့ဇလန်မျိုးလေးဖြစ်အောင်တော့အဲဇညွန်ရောဒရိုက်တာရောကိုစွမ်းပိုင်ရနေပြီးတော့အကောင့်လုံးကြိုးစားထားပါတယ်ထဲလို့လည်းဇက်လေးကိုကြားတဲ့အချိန်မှာပဲဟိုအရင်သဘောကျလို့ဒီဇက်ကိုလက်ခံဖြစ်သွားပါပေါ့နော် အပြင်မှာအေးချင်းချင်းနေလို့လာမသိပါဘူးတက်ဆက်တဲ့မှာလောင်ငိုင်းနေကြအမြင်အပြင်မှာဆိုဘာဖြစ်ဟိုတခုဆိုလို့ရှိရင်ဟိုပြောမယ်ဟိုရီမောမောနဲ့ပေါ်ပပပြောရှင်တဲ့အမြင်နေရအောင်အဲကြဇတဲ့ကြလို့ရှိရင်အလောင်မြင်ရတဲ့ခါကျတော့အပြင်မှာပြိတက်တွေတွေ့ရခါကျတော့ဟဲ့ဇတဲ့အတန်ဘယောက်သွားလဲဇတဲ့မှာအော်ဟစ်နေရပြင်နာဘယောက်သွားလဲတော့နော်အမြင်အဲ့လိုမျိုးပြောခဲ့ရတယ်ပြင်မှာနဲ့ဒီမှာမတူဘူးနော်အဲ့လိုအမြင်ပြောခဲ့မှာအမေဒီလိုလောင်ဖို့မြိုက်ဖို့ဆိုတာကလေသူများကိုအဲ့လိုမျိုး အပူပေးပိုးပေးနိုင်ဖို့ပေါ့နော်ထတ်တူကြနိုင်ဖို့ကိုယ့်ရဲ့ဒေါသရေတကယ်အစ်စ်ဖြစ်အောင်လုပ်ဖို့ဆိုတာလွယ်တော့မလွယ်ပါဘူးယောဂလည်းအရင်တိုးတယ်နှလုံးယောဂတွေတူတူယောဂတွေအများကြီးအလို့တော့လည်းမရလည်းမရချင်ပါဘူးအမှန်တော့လေအပိုင်းတော့လည်းမဟုတ်ဘူးပေါ့ပြီးလို့ရှိရင်တော့ဇက်ကဒီကရက်ပြီးတော့ပြန်ထုတ်ပေးရတာပဲ ပြောသွားလိုက်တော့ပြထွက်ပြရသမီးစိုးသမီးစိုးထွက်ရတာပဲလीเนาะအကုန်လုံးထွက်မတူဘူးပဲဆိုမထုတ်ပေးလို့อ่ะမရဘူးဟိုလောင်နာကြီးဥမမတော့မတူကြဘူးကမလေးอ่ะနေပဝင်ပြပြီးလောင်နာနဲ့နည်းနည်းဟိုတိတ်ငယ်ပြီးလောင်နာအဲ့လိုပဲမတူတာရရှိရအောင် character ဆိုတော့ပြင်ပြန်ထုတ်ပါတခါသူများဆိုတခါလုံးမူသွင်းလိုက်ပြီးတခါလုံးပြီးသွားမှထုတ်တာပဲတခါတစင်းပြီးတခါထုတ်တာတစင်းပြီးတခါထုတ်တာတရက်ပြီးတခါပြန်ထုတ်တယ်အဲ့လိုအပူကြီးနဲ့အိမ်မပြောင်းခြင်း ဟုတ်တယ်ကတ်လို့អော်လိုက်တာနေပဲအဲ့စင်မပြီးသေးတော့ဟီးဟာနဲ့စကားရရလို့ပြောပြီးရီမောနေကြ ਈ ပေါ့နော်ပြန်ပြောင်းရတော့မယ်ဆိုတော့ဟဲ့တို့မှလာခဏငိုမယ်နော်โอเคရပြီငိုမယ်ဆိုရင်ပြန်ငိုပြန်အဲ့လိုမျိုးချက်ချင်းပြန်ထုတ်တာအထင်မှမထားဘူးဆိုတော့တဲ့နှလုံးလည်းမကောင်းဘူးပေါ့နော်အဲ့လိုဖေဖေလည်းအရင်ပြောတယ်အခုညနေတော့ထားဖေဖေပဲခေါ်တာပေါ့နော်ဟိုကားပြီးွားတဲ့ကစကားလေးသာပြီးပြီမဲ့ဟို character ပြန်မထုတ်ရတဲ့မှာတော့ဖေနဲ့တမီးတော့ပါတယ် အဲ့တော့ဟိုဒီကားလေးမှာပြန်လည်းမဆုံတာတော်ကြပြီဖေဖေဆိုလို့ရှိရင်အဲဒီကွမ်ဂူရုနဲ့တောက်လျှောက်ရိုက်ဖြစ်တဲ့နေရာရင်သွေးတို့အော်တောက်လျှောက်ပေါ့နော်ရိုက်ဖြစ်တယ်ဒါပေမဲ့အဲ့ကိုင်းမှာကြာထက်မပါတော့ပြန်ထက်အိမ်တောင်တို့လောင်တို့မှာကြာတော့အဲဖေဖေမပါတော့ပြန်အခုမှဖေဖေနဲ့ထက်နဲ့ပြန်ပြီးတော့ဆုံးရမယ် ကားလို့ပြောလို့ရပါတယ်။အဖေလည်းအရင်ပြောတယ်။ကြုံညာရေးပဲဖြစ်ဖြစ်အဲ vlog တွေပဲဖြစ်ဖြစ်ဒီ shooting မှာအခုဒီသစိမ်းပေါ့နော်သစိမ်းမှာဆိုလည်းဖြူဖြူနဲ့စုံတယ်။အခုဟိုထဲတို့အခုလက်ရှိရိုက်နေတဲ့ကားပေါ့နော်သစိမ်းမှာဖြူဖြူနဲ့စုံတယ်ပြီးတော့အခုကျွန်မချစ်ပြီးတော့ကြဖြူဖြူနဲ့ပြန်စုံမှာပေါ့။အဲနောက်နေ့ထဲမှာတော့ဖြူဖြူနဲ့စုံမဲ့ကားရများတယ်။အဲအဖေအရင်ပြောတယ် shooting မှာဆိုလည်းသမီးနဲ့တူတူလောက်အရင်ပြောတယ်ပေါ့နော်အမြဲပြောတယ်။သတင်းကျကိုအဖေကမနေ့ကမှထိုင်ကြတော့ပြတယ်။ အဖေအရင်ပေါ့နော်ဘေးနဲ့မတွေ့ရသေးဘူးသတင်းချုပ်ပြီးရလေတခါမတွေ့ရသေးပါဘူးဟုတ်ဟုတ် အကုန်လုံးတော့ဒီဖဖေတွေဟိုကိုယ့်ရဲ့အဖေအရင်အမေအရင်ပြီးရင်ကိုယ့်ရဲ့ဒီကျေးဇူးရှင်ဆရာသမားတွေအဖေတွေဟိုဒါသတင်းချုပ်မှာမဟုတ်ပါဘူးအဲဒါစိတ်ထဲမှာအမြင်နဲ့အဲကျေးဇူးတည်တဲ့စိတ်ကလေးနဲ့အမြင်ကျေးဇူးတင်နေပါတယ်အမြင်ချစ်ပါတယ်ဟုတ်ခီးထွက်တာရှင်ဟုတ်ဒီနေ့ရမှဒီနေ့မှပြန်ရောက်တာအဲကြောင့်မြကြီးနားကိုရောက်နေရဟုတ်ဂျီနာတရင်ကျလာပြီညလေးဟုတ်ပြည့်သက်တွေနဲ့တော်ပြီအဲ့ဘက်ကျတော့ဟုတ်စီပါတယ် ။တခြင်းဆိုတာဟုတ်ကဲ့ဟုတ်။အဲဥမာကတော့ဒီအတိုင်းကြီးနဲ့တခြင်းဆိုရလားဆိုပြီးတော့အဲငွေချင်းတွေကမေးတယ် post တင်တာတော့လေမြင်ရှင်းမှာတခြင်းတော့ဆိုရဲအဲဒီပွဲပွဲ post တင်တာဟဲ့ဘာချင်းဆိုမှလဲလေ။ငါတို့ဇော်ဘွတ်တို့ဂျီဖတ်တို့တခြင်းဆို။နောက်ပြီးတော့လေဇော်ဘွတ်တို့တခြင်းဆိုပါဘောလို့ဆိုအဲငွေကြီးကပြောတယ်ဂျီဖတ်တခြင်းလည်းနေဆိုလို့ရတယ်တဲ့။ဂျီဖတ်တခြင်းကမရဘူး rap တွေမရဘူး။ ကကျတော့ professional အဆိုးတော့မဟုတ်တဲ့အတွက်ကြောင့်ပေါ့နော်အဲတလိုင်းဆိုတလိုင်းအဲ့လိုမျိုးဆိုတော့မရှိဘူးကိုကြိုက်တဲ့သချင်းလေးပြီးတော့ပြိတဲ့ကြိုက်မဲ့သချင်းလေးကိုအနုပညာရှင်တယောက်အနေနဲ့တယောက်ဆောင်တယောက်အနေနဲ့ချစ်လို့ကိုတွေ့ချင်လို့ခေါ်တာဆိုတော့ဘာလေးပဲဆိုဆိုဘယ်လေးပဲလှုပ်နေလှုပ်နေသူတို့ကချစ်ပြီးတော့ကိုခေါ်ကြတာအဲဆိုတော့ဟိုသချင်းတလိုင်းနဲ့ဥမာရွေးတာတော့မရှိဘူးပြိတဲ့ကြိုက်မဲ့သချင်းလေးလေးဟိုလေးရွေးပြီးတော့ဟိုဆိုပေးရပေါ့နော်ဟိုမြမြူးလေးတွေရောပြီးအေးလေးတွေပြိတဲ့အကြိုက်လေးတွေရောအဲ့လိုလေးတွေရွေးပြီးတော့ဆိုပေးရပါပဲဟုတ် ဆိုရင်တော့လည်းအတောင့်လိုက်ကြည့်ကြတော့လည်းမကောင်းဘူးလေဆိုတော့အစရည်ကလည်းကိုကဒီလိုနဲ့ကြားရလုံနေရဆိုတဲ့ခါကျတော့အဆူလေးနဲ့အကလေးနဲ့တွေ့ပိတ်သက်ကိုဖျော်ပြရပေါ့ဟုတ်ဒီခေါက်သွားတော့မင်းတို့ပိုင်နဲ့တငယ်ချင်းကချိတ်ပြတာအလုပ်ကိုမင်းတို့ပိုင်ချိတ်ပြတာအဲ့ဒါသူနဲ့တူတူနှစ်ယောက်ဆုံလို့တချင်းလေးလည်းဆိုပြတယ်အဲဆိုလိုလေးလည်းဆိုပြတယ်ပေါ့နော်အဓိကကတော့အပိတ်သက်တီကဒီအဲ့ဒီမှာဒီဒီနေ့မှာအဲ့ဒါကလာလာပြီးနေညပေါ့6ခွန်းထက်ထောင်းလာမယ်ဆိုလို့ဆိုပြီးတော့စောင့်ကြည့်နေကြရဆိုပြီးကြားရတဲ့အတွက် တကယ်ဝမ်းသာတယ်ပြီးတော့ယုံလဲအပြည့်အပြည့်မှတော့မကြည့်လိုက်ရတယ်မဝင်ရတဲ့လူတွေအများကြီးပဲယုံပြည့်သွားရဆိုပြီးတော့ ဲလည်းပြီးအများကြီးပဲကြားရပါတော့နော်အဲ့တော့လည်းတောင်းပန်ပါတယ်လို့ပြီးတော့ကျေးဇူးတများကြီးတင်ပါတယ်လွတ်ကျင်ပါတယ်ဟုတ်ဝင်ချင်းခွန်အား16နှစ်လောက်တည်းအပြင်းနေဝင်ချင်းခွန်အား16နှစ်လောက်တည်းအပြင်းနေဒါပေမဲ့မလုံဖြစ်ဘူးပေါ့နော်ဟုတ်တဲ့အချိန်ချင်းတော့ဟိုအဓိကကိုမကျွမ်းကျင်တော့လေ မကျွမ်းကျင်တဲ့ခါကျတော့တစ်တော်တော်မှရိုက်တဲ့ခါကျဆိုကိုမကျွမ်းကျင်ရဲ့တခုဆိုရင်ဆက်စားခြင်းသူများကူညီတောင်းရအဲ့လိုမျိုးပေါ့ကိုပိုင်တခြင်းလောက်ကြဆိုတခြင်းလောက်ဖို့ဆိုရင်ဟာတခြင်းလေးကဘယ်လိုရေးရမလဲဘယ်သူစီမှာအမ်းမလဲဘယ်လိုလုပ်ရမလဲအဲ့လေးတွေကိုကျွမ်းကျင်တဲ့ level မဟုတ်တော့ကြန့်ကြန်နေရပေါ့ဆိုပဲဆိုကျင်တာပဲသိရအောင်အဲ့ဆိုအဲ့လိုလေးတွေကူညီတဲ့လူလေးရှိလို့ရှိရင်တော့ဆိုပြတော့မြင်မြန်လာမှာပါ